အမေရိကန်ကတင်ကြုံချမှတ်ခဲ့တဲ့အခွန်အရေးပေါ်မြေတိလက်တုံပြန်အစီအစဉ်မျှမချမှတ်ရန်ဒေတာတွင်အဖွဲ့တစ်ခုဖြစ်တဲ့အာဆီယံအဖွဲ့ကြီးကစီးပွားရေးဝန်ကြီးတွေကကြာတာရင်းနေမှာကတိပြုပြောကြားလိုက်ကြပါရယ်။ညီနိုင်ဆွေးနွေးဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းပြောကြားထားကြပါရယ်။ အမေရိကန်ဟာအာဆီယံအဖွဲ့အတွင်းအကြီးဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး2024ခုနှစ်မှာဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလဲဖြစ်တာကြောင့်လက်တုံပြောင်းခြင်းဟာအကျိုးမရှိဘူးလို့စီးပွားရေးဝန်ကြီးတွေကပြောပါတယ်။ မကြသေးခင်2025ခုနှစ်ဧပြီလ2ရက်နေ့မှာချမှတ်ခဲ့တဲ့အခွန်နှုံထားတစ်တွင်နဲ့နောက်ပိုင်း2025ခုနှစ်ဧပြီလ6ရက်နေ့မှာခိတဆိုင်းငံ့ခဲ့တာတွေကြောင့်ကမ္ဘာပြင်စမမြောက်အကြီးဆုံးစီးပွားရေးအာဆီယံအဖွဲ့ကြီးအနေနဲ့အလွန်မဲစိုးရိမ်ပူပန်ရပါတယ်လို့ဗီဒီယိုကွန်ဖရင့်ကျင်းပပြီးကြေညာချက်ထုတ်ပြန်က စီးပွားရေးဝန်ကြီးတွေကပြောဆိုခဲ့ကြပါတယ် ဒီလိုတွေဖြစ်နေပေမဲ့ကုံသွယ်ရင်းနဲ့ဆက်လင်းနဲ့စိုးရင်ပူပန်မှုတွေကိုဖြေရှင်းဖို့အမေရိကန်နိုင်ငံနဲ့ပွင့်လင်းအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းဝန်ကြီးတွေကပြောပါတယ်။ဗတ်မြပြီးရေရှည်ခံတဲ့ဆက်ဆံရေးကိုတေချာစေဖို့ပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကအခေယာကျပါတယ်။ဒီစိတ်ဓာတ်နဲ့ပဲအမေရိကန်အခွန်နှုံးထားတွေပေါ်မြည်တိလက်တုံပြန်အစီအစဉ်မျှမပြုလုပ်ဖို့အာဆီယံအဖွဲ့ကြီးကကြေညာပြုပါတယ်လို့သူတို့ကပြောပါတယ်။ လက်တော့ပြန်ဆောင်ရွက်တာဟာသူတို့အတွက်ရွေးချယ်စရာနည်းလမ်းတစ်ခုမဟုတ်ကြောင်းတူညီတဲ့သဘောထားအမြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားရှိကြပါတယ်လို့လည်းအမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကတီးခြားကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။ဒီထုစီဝေးကိုမလေးရှားယင်းနှိမ့်မြုံနယ်မှုကုန်သွယ်ရေးနဲ့ဆက်မှုဝန်ကြီးတင်ကူဇာဖရုခ်အစစ်ကတဘာပရိဖြစ်ပြုလုပ်ခြင်းပါခဲ့တာဖြစ်ပါတယ်။ လူဦးရေတန်း650ရှိတဲ့အာဆီယံအဖွဲ့ကြီးရဲ့အလဲကျောက်ဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။